အသင်းစီပြောင်းလာခြင်းနဲ့ရက်ဖို့ကိုဒီနီလန်နဲ့ခေါ်ယူဖို့ကြိုးစားလာတဲ့ဘာစီလိုနာပရမီယာလောကမင်္ဂလာများရွှေရောအန်ဘတ်ကွန်ရှိကိုအင်ဂျင်ကနေပြန်လဲကြိုးလိုက်ပါရင်ခေါင်းစင်းကြီးဘာစီလိုနာကတော့မာကာရက်ဖို့ကိုခေါ်ယူသွားဖို့ရာစီစဉ်လာခဲ့ပြီဖြစ်ပါရင်ဘာစီလိုနာဟာဘဲတောင်မန်အတွက်နီကိုဝီလျံကိုခေါ်ယူနိုင်ဖို့အနည်းဆက်နေပေမဲ့ ရက်ဖို့ကိုပါချက်မှန်အားပြဖို့စဉ်းစားလာတာဖြစ်ပါတယ်။ဒါကြောင့်နီလန်တို့အသုံးပြုပြီးခေါ်ယူသွားဖို့ရလုံဆောင်လာတာပဲဖြစ်ပါတယ်။ရက်ဖို့ကိုတိုင်းကလည်းဘာစလနာအသင်းစီပြောင်းရွှေ့ချင်နေတာဖြစ်တဲ့အတွက်သူ့ရဲ့ဆန္ဒဖြစ်မြောက်လာတယ်လို့ပဲဆိုရတော့ပါပါ။ရက်ဖို့ကယူနိုက်တက်ကလည်းဘာစလနာအသင်းစီကိုပြောင်းရွှေ့ချင်ကြောင်းသတင်းလွှင့်လာတာကြားပါပြီ။သူကိုယ်တိုင်နှုတ်ကဖွင့်ပြောပေမဲ့သူနဲ့နှိစက်တဲ့အတိုင်းဝိုင်းရဲ့ပြောကြားချက်အရ Rafford ဟာ Spain မှာကစားကြနေတာပါ။ United နေပြ Armory နဲ့ဆက်ဆံရေးပြိုကွဲသွားခဲ့ပြီးတဲ့နောက် Rafford ဟာ Old Trafford မှာပြန်လည်ကစားရဖို့ရမရှိတော့သူဖြစ်ပါတယ်။သူကပြီးခဲ့တဲ့ချောင်းလာမှာ United တို့ Aston Villa အသင်းတစ်စီအငားချခဲ့ပြီးအပြေးသက်ရောင်းချခွင့်မှာထည့်သွင်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Aston Villa က Rafford ရဲ့မြန်မာနဲ့လောက်ခလာစားနဲ့ပြောင်းရွှေ့ခြေကြောင့်မွေပြစ်ခဲ့မှုဖြစ်ပါတယ်။ဒီလိုနဲ့နေရာဒီမှာ Rafford က United စီပြန်ရောက်လာနေခဲ့တာပါ။ဒီကနေ့ရက်မှာတော့ Rafford ကသူ့အနေနဲ့ Spain ကိုသွားကျင်ကြောင်းနဲ့ Ramen လာမယ်နဲ့တွဲကစားခွင့်ရကျင်ကြောင်းအခုလိုပဲပြောပါတယ်။စပိန်မှာနေရတာအဆင်ပြေပါတယ်ကျွန်တော်အိမ်ထဲလည်းတင်မွေးဘူးလေ အင်္ဂလန်ကအနေနဲ့၃နိုင်လောက်ပဲလင်းဈေးရောက်ပါပဲ။ဒါကြောင့်ကျွန်တော်မိသားစုအတွက်ဆိုရင်လည်းသွားလာရတာလွယ်ကူပါတယ်။စပိန်မှာရာသီဥတုကလည်းကောင်းသလိုနေရာထိုင်ရလည်းအဆင်ပြေပါတယ်။ရာမဲနဲ့တွဲကစားချင်လားဆိုရင်တော့ဂျင်းတွေပေါ့တွဲကစားချင်တယ်ပါတယ်။ကစားမတိုင်းကတော့အကောင်းဆုံးဆိုတဲ့ကစားမတွေဂျင်းတွေပဲတွဲကစားချင်ကြပါတယ်။ဒီနေ့တော့တွဲကစားနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဆိုပြီးတော့ပြောကြားခဲ့တာပါ။ ရက်ဖိုအနေနဲ့သူ့ရဲ့ဘာစနာအတွက်ကစားပေးခြင်းနဲ့ဆန္ဒကိုမဖုံးနိုင်မဖိနိုင်ထုတ်ဖော်ပြောကြားလိုက်တာလည်းဖြစ်ပါတယ်။အခုဆိုရင်ဘာစနာဘက်ကလည်းရက်ဖိုကိုခေါ်ယူဖို့ရာစတင်လှုပ်ရှားလာပြီဖြစ်ကြောင်းဂျက်ကော့ဘင်းကဖော်ပြလာခဲ့ပါတယ်။ဘာစနာအနေနဲ့ရက်ဖိုကိုပေးတဲ့တခါတည်းခေါ်ယူနိုင်မှာမဟုတ်ပေမဲ့အငားနဲ့ကနဦးခေါ်ယူနိုင်ဖို့ကြိုးစားသွားမှာဖြစ်ပါတယ်။ရက်ဖိုကိုယ်တိုင်ကလည်းဘာစနာနေပြဟန်စင်ပလစ်လက်အောက်မှာအဓိကကစားမပြင်ကစားခွင့်ရရှိဖို့ဆန္ဒရှိနေကြတာပါ။ရက်ဖို့က2026ကမ္ဘာမလားမှာအင်္ဂလန်သင်းအတွက်ကစားပေးဖို့ဆန္ဒရှိနေသူလည်းဖြစ်ပါရင်ဒါကြောင့်ချန်ပီယံလိဝင်ခွင့်ရထိတ်တန်းအသင်းသင်းမှာကစားခွင့်ရဖို့မျှော်လင့်နေတာဖြစ်ပြီးဘာစလားသင်းကသူ့ရဲ့အိမ်မက်ဖြစ်နေတာဖြစ်ပါရင် United ဘက်ကတော့ Rafford အတွက်အနာဂတ်အစီအစဉ်တွေမရှိတော့ပေမဲ့ပေါ်ပဲပဲနဲ့ရောက်ရောင်းချသွားမှာမဟုတ်ဘူးပဲဖြစ်ပါတယ်။ United အနေနဲ့ Rafford ကိုရောင်းချခြင်းကနေပြောင်းရွှေ့ခြင်းပေါင်းတန်း၄၀တိရရှိဖို့ရမျှော်လင့်ထားပါတယ်။ဒါ့အပြင် Rafford ကိုအငားချတာတဲ့အပိတ်တက်ရောင်းနိုင်ဖို့ကသာ United တို့ဆန္ဒရှိနေတာဖြစ်ပါတယ်။ Columbia အသိမရှိဘူးဆိုရင်တော့အငားချတာကပဲတခုတည်းသောရွေးချယ်စရာဖြစ်လာမှာဖြစ်ပါတယ်။ Rafford က United အသင်းရဲ့ Academy ထွက်ကစားမှဖြစ်ပြီးအသင်းကြီးမှာနေရာရလာတာဆယ်စုနှစ်ဝန်းကျင်ရှိသွားပြီလည်းဖြစ်ပါတယ်။ဆက်ဆဘောလာခြင်းမှာပဲကြောက်စရာကောင်းတဲ့ခြေစွမ်းမျိုးကိုပြသခဲ့ပြီးပွဲဥထွက်ပွဲတိုင်းဂိုးသွင်းနိုင်ခဲ့သူဆိုတဲ့ဂုဏ်ပုဒ်ကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဆိုရှယ်လက်ထက်ကရက်ဖို့ရဲ့အကောင်းဆုံးဖြစ်ခဲ့ပြီးနောက်ပိုင်းနှစ်တွေမှာတော့ခြေကျလာခဲ့ပါတယ်2021ကနေ2025အတွင်းရက်ဖို့ကောင်းခဲ့တဲ့နှစ်ဆိုလို့2023တနှစ်တည်းသာရှိပြီးကျန်တဲ့နှစ်တွေမှာတော့တိုင်ပတ်နေတော့တာဖြစ်ပါတယ် United နဲ့ Barcelona တို့ Rafa ကိုရောင်းချရေးကိစ္စသဘောတူညီမှုရသွားမလားဆိုတာစောင့်ကြည့်ရမှာပါ။အငားနဲ့ဆိုရင်လေရောက်ခလာစားတွေအကုန်ရှင်းပြမယ်ဆိုရင် United အတွက်အဆင်ပြေမှာဖြစ်ပါရင်။ဟုတ်ကဲ့ပါများ view လေးကတော့ပဲ။နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းစာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်ချော်လိုက်ရပါတယ်ခင်ဗျာ။